ကျွန်တော်တို့ဆက်လက်ပြီးတော့တနင်္လာသားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးသားမှာဖြစ်ပါတယ်။အပတ်စဉ်တိုင်းလမ်းညွှန်လေးလေးရရှိပါတယ်။အဲ့တော့ဒီတပတ်တော့ကျွန်တော်တို့25ရက်မေလ2025တနင်္ဂနွေနေ့ကနေပြီးတော့31ရက်မေလ2025စနေနေ့အထိတပတ်တာအတွင်းကျွန်တော်တို့တနင်္လာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်။ တော့ဒဲနာသာသမီးမိစေများအနေနဲ့ဒီဘက်မှာဆိုရင်တော့မနာလိုသူနော်အမုန်းတဲ့သူတွေပေါ့နော်မနာလိုသူမုန်းတဲ့သူတွေအတွေ့တတ်တယ်အခုအတိုက်ခိုက်အပြန်ဆိုင်လှုပ်တတ်တယ်ပေါ့အဲ့တော့ကိုကမပြိုင်ဆိုင်ခြင်းမတိုက်ခိုက်ခြင်းဆိုတော့ကိုဇွတ်တင်တိုက်ခိုက်ပြန်ပြိုင်ဆိုင်တာဟုတ်လားကိုရန်လှုပ်တာအထင်လွတ်ဆွတ်ဆွဲတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာကာလာမျိုးဖြစ်မတော်တဆထိခိုက်တဲ့ရတတ်တယ်နော်ဒဏ်ရာထိလို့ရှလို့ဖြစ်တတ်တယ်ဒေါသထွက်စရာကိစ္စတွေ ပေါ်တတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အလားတူပဲဒီဘက်မှာဆိုရင်တော့ကျမ်းမာရေးလည်းအနှဲငယ်ခြူကြမဲ့သဘောရှိပါတယ်အဲ့တော့စေးထိုးစေးတော့တဲ့အခြေအနေမျိုးတွေအလောက်ရတတ်တယ်ဆိုတဲ့တပတ်တာပါဒီဘက်တာမှာကိုကတွေးရင်စဉ်းစားရင်ကြံစည်ရင်းနဲ့အချိန်ကုန်သွားတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့လက်တွေမလုပ်ဖြစ်ဘူးဟလာတွေးတော့ချိန်စနေတာပြောမင်းကြံစည်နေတာနဲ့ပဲအဲအချိန်ကုန်လုံသွားတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ ဒီဘက်တာမှာဆိုရင်ကာဝင်နေများထက်တယ်ပေါ့နော်အဲ့တော့ကိုကိုကျိုးထက်အခြားသူတွေရဲ့ကိုကျိုးတွေအခြားသူတွေရဲ့ကိစ္စတွေကိုကိုမှလိုက်လံလုံဆောင်ဖြေရှင်းရတာမျိုးတွေကြုံတွေ့ရတတ်တဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီဘက်တာမှာခကြီးသွားမယ်ခင်းဒီခီးဝေးတွေကြုံရတတ်တယ်အဲ့ဒီခီးမှာလည်းကိုကအချိန်ကုန်လူပန်းဖြစ်တတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်ကိုတို့အကျိုးရှိတဲ့ခကြီးမဟုတ်ပဲနဲ့အချိန်ကုန်လူပန်းဖြစ်သွားမယ် ခရီးမျိုးတွေကြုံရတတ်တဲ့ကပ္ပတာကာလာမျိုးဖြစ်ပါတယ်အဲ့တော့ဒီတစ်ခါကတော့ဒါဆိုလို့ရှိရတော့အလောက်ကန်စည်းဝါးရေးဆိုလို့ရှိရင်လေကိုပိုင်လုံကရောင်းဝယ်လို့တဲ့မိတ်ဆွေတွေဆိုရင်လေဟုတ်လားအဲ့ဘက်ကိုဦးစားမပေးနိုင်ဘူးနော်အဲ့တော့ကိုယ့်ရဲ့အလုပ်ကိုဦးစားမပေးနိုင်ဘူးအခြားအရေးတွေပေါ်တတ်တယ်သူတို့အရေးကြီးတဲ့အရေးကိစ္စတွေကိုဦးစားပေးပြီးတော့လှုပ်ဆောင်အပ်တတ်တယ်ဟိုကလောကနုံနုံဒီကောင်နုံနုံနဲ့အချိန်ကုန်တတ်တယ်အကျိုးစီးပွားပေါ့နော်အဲကိုယ့်အကျိုးစီးပွား အထိခိုက်တာဟလာမလုတ်ဖြစ်တာကိုယ့်ရဲ့ငွေချေးအကျဉ်းစီအလုတ်ကန်အကျဉ်းစီတွေလွဲချော်ကုန်တာမျိုးတွေပြတ်သွားတာမျိုးတွေကြုံရတတ်တဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်အခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်လည်းဒီတပတ်တာမှာမြစ်တာကြီးကိစ္စတွေပါဟလာနားလည်မှုတွေလွဲပဲဟလာပြဿနာတက်မဲ့စကားပြောရတာမျိုးတွေဖြစ်တတ်အယုတ်တရဆိုသလိုဟလာထပြီးဖြစ်တတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီမြတ်တာမှာဆိုရင်ငွေကုန်ချေးကြများတတ်တယ်အိတ်ဆိုင်ထုတ်နေရတာမျိုးတွေ ြုံရတတ်တယ်။အဲ့တော့ဒီလိုတာမှာဆိုရင်အရေးကြီးတဲ့လုပ်ငန်းတွေဆိုရင်မလုပ်တာကောင်းတယ်။အရေးကြီးသောခရီးစဉ်ကိစ္စမျိုးတွေလို့ခိတ္တတိကံပြီးတော့မလုပ်တာကောင်းပါလား။အဲ့တော့လုပ်ငန်းတွေစတင်ထူထောင်မယ်၊လုပ်ငန်းတွေတိုးချဲ့မယ်၊အလုပ်သွားရောက်မယ်၊အင်တာဗျူးပြင်မယ်။အဲ့ဒီလိုကိစ္စတွေဆိုရင်လည်းဒီလိုတာမှာမလုပ်တာပို့ပြီးတော့ကောင်းပါလား။ဒီလိုတော့ခိတ္တတိကံမှာအနေငယ်ကန့်ညံ့တဲ့ဒီလိုတာလို့လည်းပြောလို့ရပါတယ်။အဲ့တော့ဒီလိုကမပြစ်မနေရေရေအနေနဲ့ရေရေလုပ်ဖို့တင့်တဲ့တပတ်တာဖြစ်ပါတယ်။ အဲ့တော့နှစ်စီပန်းခုနှစ်ပွင့်အနီရောကိုမိစရာစီရီတစုမှာတွားပြီးလူပါတောက်တော်ကြီးကိုးပွက်လူပါနော်အဲဒီရေရအောင်မဖြစ်မနေလေးလုံးစီကြပါလေအနေငယ်ကန်ညက်လို့ပါအဲ့တော့ကိုရဲ့အလားလက်ရှိလက်ပတ်နေတဲ့လုပ်ငန်းကိစ္စတွေကိစ္စရရက်တွေတော့မှအထင်ကအလွဲချော်တွေအလားအစမပြေတာတွေထပြီးတော့ကြုံနိုင်တဲ့တပတ်တာဖြစ်ပါတယ်ရေရရတေချာလို့ပါဒီတပတ်အတွက်ကန်ကောင်းလက်ရှိငနာကတော့၄ကနာပါအကျိုးပေးတဲ့အကြောင်းကတော့ခရမ်းရောင်ပါ င်းလာသားသမီးမိတ်ဆွေများတို့ပါ